2030ခုနှစ်မှာအမေရိကန်နိုင်ငံအနေနဲ့ပြဿနာပေါင်းစုံကြုံတွေ့ရပွဲရှိပါတယ်။အမေရိကန်ရဲ့အဓိကပင်လယ်စိတ်ကမ်းတွေနဲ့ယထာလန်ဆက်တွေ့ရေးတွေကိုအင်တာနက်ကနေဒီ cyber attack တိုက်ခိုက်တာမျိုးကြုံတွေ့ရနိုင်ပါတယ်။ရုရှားက bot data ကိုကျူးကျော်တိုက်ခိုက်တာပြီးရင်တရုတ်ကထိုင်ဝမ်ကိုပိတ်ဆို့လိုက်တာအရှေ့လေပိုင်းမှာရှိတဲ့ American အရှေ့ site scan တွေကို Iran ကဒုံးကျည်နဲ့တိုက်ခိုက်တာစတဲ့ပြဿနာတွေကိုတွေးကြုံရလာနိုင်ပါတယ်။ အဲ့ဒီလိုမျိုးအရှိအနေတွေကြိုတင်ပြင်ဆင်ဖို့အတွက်အမေရိကန်နိုင်ငံကလည်းစင်အင်အားတိုးရှိတာပြင်ဆင်တာတွေလှုပ်ဆောင်နေပြီဖြစ်ပါတယ်။အမေရိကန်ရဲ့နည်းပြဟာပြင်ဆင်မှုနဲ့လက်နက်ဆန်းတွေကိုနောက်ပိုင်းမှာတွေးမြင်လာရမှာဖြစ်ပြီးတော့အဲ့ဒီလက်နက်တွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း30တုန်းကအသုံးပြုခဲ့တဲ့လက်နက်တွေနဲ့လုံးဝကော်ရှားတော့ပါလိမ့်မယ်။အမေရိကန်ရဲ့နေပြည်တော်ဘောင်းဆောင်စစ်ပွဲဗျူဟာအစ်တကာဘာတွေကိုအဓိကပြောင်းလဲစေမှာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ ဒီကနေ့ဗီဒီယိုမှာကျွန်တော်ကလေးလာမိသလောက်ရှင်းပြပေးတော့မှာဖြစ်ပါတယ်။စစ်ဗျူဟာဆိုတာကစစ်သားတွေရဲ့ကျွမ်းကျင်ဆောင်ရွက်ချက်တွေနဲ့ပတ်သက်တဲ့ယူဆချက်တွေဖြစ်ပါတယ်။1983ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ရွန်ကပူးစစ်ပွဲဟာအင်မတန်တုန်လှုပ်ရှောက်ရှားပွေကောင်းပြီးတော့မှစစ်ရေးသီအိုရီကိုပြုပြင် ပြောင်းလဲစေခဲ့ပါတယ်။တင်းကားဖြတ်ဒုံးကျည်တွေဟာဘလောက်အထိအစွမ်းထက်တယ်ဆိုတာကိုအဲ့ဒီစစ်ပွဲကပြသခဲ့ပါတယ်။ ကျန်တဲ့ခက်ထန်တဲ့ဒုတိယကမ္ဘာစစ်နဲ့ BNN စစ်ပွဲတို့ကိုဖျက်ဆီးလာခဲ့တဲ့ American ဗိုလ်ချုပ် William E. Dupuy ကစစ်ပွဲတွေရဲ့သဘောတရားကိုနော့ကျနေတဲ့စစ်ဗိုလ်တယောက်ဖြစ်ပါတယ်။စစ်ပွဲတွေဟာလူတွေတွေးထင်ထားတာတဲ့အများကြီးပြုပြင်ပြောင်းလဲမှုတွေရှိခဲ့ပြီဆိုတာကိုသူ့အနေနဲ့ကောင်းကောင်းလေးသဘောပေါက်ထားပါတယ်။ဒါကြောင့်ပြောင်းလဲမှုတွေနဲ့လည်းလျော့ညီထွေရှိအောင်စစ်ရေးသဘောတရားတွေကိုတင်ကြားပေးမယ် US Army Training and Doctrine Command ဒီ Threat Drop ပေါ့နော် TRADOC အဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။ Trader အဖွဲ့အစည်းဆိုတာကပင်ဒဂွန်ရုံးလိုတာမင်စေယုံချုပ်တခုမဟုတ်ပါဘူး။ Trader ရဲ့ရည်မှန်းချက်ကရန်ကုန်ပူစစ်ပွေးရဲ့အာဏာချက်တွေကိုသင်ကန်းစာယူပြီးတော့မှနှိပြဟာဟောင်းတွေကိုအလုံးစုံပြုပြင်ဖို့ရဲ့စည်ရင်နှိပြဟာအသစ်တွေဖန်တီးဖို့အတွက်ဖြစ်ပါတယ်။သူကဒီ Trader အဖွဲ့ရဲ့ပထမဦးဆုံးတက်မှုဖြစ်လာခဲ့ပြီးတော့မှတော်လှန်ပြောင်းလဲမှုကိုဥဆောင်ခဲ့ပါတယ်။1986ခုနှစ်မှာ Active Defense ကာကွယ်ရေးလှုပ်ရှားမှုလို့လူသိများတဲ့ FN 105စစ်စင်ရေးကို ပြုလုပ်ပြီးတော့မှစစ်တပ်ရဲ့ကနဦးစစ်ရေးဗျူဟာတွေကိုပြတာခဲ့ပါတယ်။သူဟာရှေ့ချင်းတပ်သားတဦးအနေနဲ့စစ်တပ်ထေဝင်ခဲ့ပေမဲ့တင်ကားတွေနဲ့စစ်တနက်တပ်တွေကိုစိတ်ဝင်စားခဲ့ပြီးတော့မှအနာဂတ်စစ်ပွဲကိုလည်းသူ့အနေနဲ့ကြိုတင်သိမြင်ခဲ့ပါတယ်။အရင်တော့ဆိုလို့ရှိရင် American စစ်တပ်ဟာအရန်တပ်ဖွဲ့နဲ့လက်နက်ခင်းရန်တွေကိုနောက်တန်းမှသာထားပြီးတော့တိုက်ခိုက်ဖို့လိုအပ်တဲ့အခါမှသာထုတ်သုံးလို့ရှိပါတယ်။ ဒါပေမဲ့နောက်ပိုင်းနီးပြူဟာအစ်စ်တွေမှာတော့တိုက်ခိုက်ရင်စွန်အားစုအများအပြားကိုရှေ့တန်းမှာပို့ပြီးတော့မှတိုက်ခိုက်စေပါတယ်။အဲ့ဒီနီးပြူဟာကရန်သူကိုအင်အားသုံးတိုက်ခိုက်ပြီးတော့နောက်ပြန်ဆုတ်လာပြီးဒီရန်သူကိုထောင်လျှောက်ဆင်ဝန်းရံတိုက်ခိုက်တဲ့နီးပြူဟာဖြစ်ပါတယ်။ရှေ့တန်းမှာစစ်တိုက်နေတဲ့တပ်ဖွဲ့တွေကိုတဖြည်းဖြည်းနောက်ပြန်ဆုတ်ရင်တိုက်ပွဲဖော်ဆောင်ရတာကထင်သလောက်မလွယ်ကူပါဘူး။ဒါကြောင့်နီးပြူဟာအစ်စ်ကပို့ပြီးတော့မှခက်ခဲပါတယ်။ အဲ့ဒီခေတ်ကလည်းဒီထောင်လင်းရေးနည်းပညာတွေအင်မတန်တိုးတက်နေပြီဖြစ်တဲ့အတွက်ထောင်လင်းရေးလျံပြန်တွေနဲ့ခေါင်းခင်ဓာတ်ပုံတွေကိုအသုံးပြုပြီးတော့မြေပြင်မှာရှိနေတဲ့တပ်ဖွဲ့တွေကိုထောင်လန်းလို့ရပါတယ်ဒုတိယကမ္ဘာစစ်ကိုရီးယားစစ်ပွဲနဲ့ BNN စစ်ပွဲတွေမှာစစ်တပ်အင်အားအများအပြားအသုံးပြုပြီးတော့မှဒီစစ်ရှီတက်လို့ရတယ်ဆိုပေမဲ့နောက်ပိုင်းမှာတော့တပ်ဖွဲ့ကြီးတွေအများအပြားတပြိုင်တည်းစစ်ရှီလို့မဖြစ်နိုင်တော့ပါဘူးဥရောပတိုက်အတွင်းဒီဝါဆောစာချုပ်အဖွဲ့ဝင်တွေကို စန်းကျင်ဘက်ပြူရမယ်ဒီအမေရိကန်တပ်ဖွဲ့တွေကိုအရေးအတွက်ရှော့ရှာပြီးတော့မှတိုက်ခိုက်ရေးအတွက်ဆေလွှတ်လာရပါတယ်ဒီပြူတယောက်ကတော့အဲ့ဒီလိုပြောညင်းတဲ့လုပ်ရက်တွေကိုစိတ်မရှိတော့ပဲရွရွရှင်ရှင်တက်တက်ကြွကြွအင်အားတုံးပြီးတော့မှတိုက်ခိုက်ကြဖို့အကြောင်းတွေသူ့ရဲ့စစ်တပ်ကိုတွန်းအားပေးခဲ့ပါတယ်ရှင်ရှင်တဲရဲဘူချုပ်တယောက်ကတန်တမန်ရေးရကိုစိတ်မဝင်စားပဲအင်အားတုံးတိုက်ခိုက်မှုကိုအာယုံစိုက်ခဲ့တဲ့အတွက်ဝေဖန်မှုတွေခံခဲ့ရပါတယ် သူလက်အောက်ကဒုတိယဘုံကြိုကြီးဖြစ်တဲ့ Dan Story ကလည်းသူတို့ရဲ့အမိန့်ကိုသဘောမချဘူးဆိုရင်စစ်တပ်တွေကထွက်တော်ဖို့ပြောခဲ့ပါတယ်။အဲ့ဒီလိုအင်အားသုံးတိုက်ခိုက်တဲ့နီးပြူဟာနဲ့ပတ်သက်ပြီးတော့ကြီးကြီးပြင်းပြင်းဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။စစ်တပ်အင်အားအများအပြားကိုရှင်းတဲ့စစ်မြေပြင်စီပို့ဆောင်တာကရန်သူကိုရန်တော်စားတာနဲ့သဘောတရားချင်းအတူတူပဲဆိုပြီးတော့မှအခြားသောဘုံချုပ်တွေကပြောဆိုကြပါတယ်။အဲ့ဒီလိုအင်အားသုံးတိုက်ခိုက်တာကရန်သူရဲ့နောက်တန်းမှာရှိနေတဲ့အရင်တပ်ဖွဲ့တွေကို ထိခိုက်မှုရှိစေမှာမဟုတ်ဘူးဆိုပြီးတော့မှဝေဖန်ရင်းသမားတွေကလည်းဝေဖန်ပြောဆိုကြပါတယ်။အဲ့ဒီခေကာစစ်ပွဲသဘောတရားတွေအရာစစ်ပွဲတပွဲကိုနိုင်ခင်းမယ်ဆိုရင်တော့မှနောက်ထပ်ရင်ဆိုင်ရတာမျိုးတွေနျူကလ িয়ার စစ်ပွဲတွေကိုစိုးရင်စရာရှိပါတယ်။ဒါပေမဲ့အဲ့ဒီအယူအဆတွေနဲ့ပတ်သက်ပြီးတော့ပညာရှင်တွေကြားမှာဆွေးနွေးညှင်းခုံစေဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ American စစ်တပ်ရဲ့စစ်ရေးနည်းပြဟာအစ်စ်ဝင်ရောက်လာခဲ့ပါတယ်။1989ခုနှစ်မှာဗိုလ်ချုပ်ဒီပူ အငိမ့်စားယူသွားခဲ့ပြီးတဲ့နောက်မှာလည်းသူ့ရဲ့ညာလဲယုံဖြစ်တဲ့ဗိုလ်ချုပ်ဒန်စတာရီက Tradol အဖွဲ့အစည်းရဲ့ဒုတိယမြောက်တက်မှုအနေနဲ့တာဝန်ယူခဲ့ပါတယ်။အခုချိန်မှာတော့ Tradol အဖွဲ့အစည်းဟာဆိုလို့ရှိရင် American စစ်တပ်ရဲ့သင်တန်းကြောင်ကြီးတစ်ခု ဖြစ်လာပြီးတော့မှ FN105 ဒီစစ်စင်ရေးနည်းပြဟာတွေဆိုလို့ရှိရင် American စစ်တပ်ရဲ့ဒီစစ်ရေးကျန်းတဆောင်ဖြစ်လာခဲ့ပါတယ်။ဗိုလ်ချုပ်ဒန်စတာရီကသင်တန်းကြောင်ရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ Dan Story ဟာအမှတ်စစ်တန်ချက်ကတန်ရင်းကိုကွက်ကိပြီးတော့မှ BNS စပွဲမှာဝင်ရောက်တိုက်ခိုက်ခဲ့တဲ့နေရာမှာဒီရန်သူဘက်ကလက်ပြေပုံကြောင့်ထိခိုက်တယ်ရာရရှိခဲ့ပါတယ်။ Story အတွက်လက်တွေ့စစ်ပွဲဆိုတာက TO read တွေထပ်ပို့ပြီးတော့မှလင်းနေပါတယ်။အင်အားသုံးတိုက်ခိုက်တဲ့နေပြူဟာမှာလိုအပ်နေတဲ့အချက်တွေကိုဖြည့်ဆင်းဖို့အတွက်သူ့မှာတာဝန်ရှိလာခဲ့ပါတယ်။ရန်သူကိုအနိုင်ရအောင်တိုက်ခိုက်တဲ့စစ်ရေးပြူဟာယူဆချက်တွေထဲမှာအမြင့်တွင်နေပြီဖြစ်တဲ့အတိ ဝင်ဟင်ကုန်းမြေတက်ခိုက်ရေးပေါ့နော်တနည်းအားဖြင့် Airland Battle ဆိုတဲ့စီရေးပြူဟာကိုသူ့အနေနဲ့တိုးတက်အောင်ဆောင်ရွက်ခဲ့ပါတယ်အဲ့ဒီနေပြူဟာကရန်သူရဲ့အနီးကိုတော်ပြီးတော့မှတိုက်ခိုက်ရှင်မှုန်းတဲ့နေပြူဟာဖြစ်ပါတယ်အရင်တော့အင်အားသုံးတိုက်ခိုက်တဲ့နေပြူဟာတဲ့ဝင်ဟင်ကုန်းမြေတက်ပွေးနေပြူဟာကပို့ပြီးတော့မှကြံတန်းခတ်ထန်ပါတယ်အရင် နေပြူဟာကတော့အင်အားသုံးတိုက်ခိုက်ပြီးတဲ့အခါမှာနောက်ပြန်ဆုတ်ပြီးတော့မှရန်သူကို ထောင်လျှောက်ဆင်မြှောက်ခေါ်လေးရှိပါတယ် အခုတစ်ခေါက်ဝေဟင်ကုန်းမြေတိုက်ခိုက်ရေးပေါ့နော်ဒီ Allen Battle နေပြူဟာကတော့ရှေးကိုသာရှီတက်ပြီးတော့မှနောက်မဆုတ်စတဲ့ရန်သူကိုတိုက်ခိုက်ရှေမုံနဲ့တိုက်ခိုက်ရေးဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုနောက်မဆုတ်စတဲ့တိုက်ခိုက်ဖို့အတွက်ဒီစစ်တပ်မှာတကယ်ကောင်းမွန်တဲ့လက်နက်ကြီးတွေရှိနေရပါမယ်။1980ခုနှစ်နောက်ပိုင်းနဲ့1980အစောပိုင်းကာလတွေဟာအမေရိကန်နိုင်ငံရဲ့အကောင်းဆုံးအချိန်ကာလဒါမှမဟုတ်ရွှေခေတ်ဖြစ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကဆိုလို့ရှိရင်ထူးခြားပြီးတော့ကောင်းမွန်တဲ့လက်နက်စနစ်၅မျိုး အမခန်တိုးတက်လာတဲ့အရှင်ဖြစ်တဲ့အတွက်အမေရိကန်ရဲ့ခေတ်သစ်လက်နက်အင်အားကိုတာလွန်ကောင်းမွန်စေခဲ့ပါတယ်။အဲ့ဒီလက်နက်စနစ်တွေထဲမှာ AH-64 Apache ရဟန်းယင် M1 Abrams တန်က US-60 Black Hawk TU ပို့ဆောင်ရေးရဟန်းယင် M2 Bradley မြေပြင်တိုက်ခိုက်ရေးရှင်တွေအပါအဝင်တကယ်အရေးကြီးတဲ့၅ခုမြောက်သောစနစ်က Patriot Air Defense Missile System ပေါ့နော်။ဒီမြန်မာလိုဆိုလို့ရှိရင်တော့ Patriot ဒုံးကျည်ကောက်ွယ်ရေးစနစ်ဖြစ်ပါတယ်။ အဲ့ဒီတိုက်ခိုက်ရေးကာကွယ်ရေးစနစ်တွေအကုန်လုံးကိုစုပေါင်းလိုက်တဲ့အခါမှာတော့စစ်ပွဲကစားခွက်တွေကိုတာလွန်ပြောင်းလဲပြစ်နိုင်စွမ်းရှိလာပါတယ်။ VNN စစ်ပွဲမှာဆုံးရှုံးမှုနဲ့ကုန်ကြစရိတ်တွေအများကြီးရှိခဲ့တဲ့အတွက်စီးရဲခိမိဖွံ့ဖြိုးတိုးတက်ရေးမှာခင်းနောက်ကြကျင်ခဲ့တဲ့ဆိုပြီးတော့မှဗိုလ်ချုပ်ကြီးဒီပယူကမှတ်ဆက်ပြုခဲ့ပါတယ်။အဲ့ဒီနောက်ဒီ V5 Weapon System ဖွံ့ဖြိုးတိုးတက်လာတာကတော့စစ်တိုက်တဲ့နေရာမှာအများကြီးအထောက်အကူပြုခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဝေဟင်ရောမြေပြင်မှာစုမိုးနိုင်တဲ့အတွက် မျက်စံမှုလိုက်လျောညီထွေရှိမှုတို့နဲ့အတူလေလေချောင်းနဲ့မြေပြင်စစ်တပ်တို့ပူးပေါင်းပြီးတော့မှရန်သူရဲ့နောက်တန်းစစ်မြေပြင်တွေကိုလည်းပြင်းပြင်းထန်ထန်တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းရှိလာပါတယ်။အီဒန်ဝါသဟောင်းတိုက်ခိုက်ရေးလေရင်ပြင်ဟာရန်သူရှေ့တန်းရဲ့ဒီကီလိုမီတာ20အကော်ကနောက်တန်းနေရာတွေကိုပြစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိလာပါတယ်။ဒါတော့ခေတ်တိုက်ခိုက်ရေးစနစ်ဟာအရင်ခေတ်တုန်းကမစွမ်းဆောင်နိုင်ခဲ့တဲ့အရာတွေကိုဖြည့်ရှင်းလာနိုင်ပါတယ်။ နောက်တက်လာတဲ့ဒီဘုရှိုးစတอรี่ကအရင်ဘုကျုံနဲ့တော့တထေရတယ်မတူပါဘူးအရင်ဘုကျုံဒီဗျူကတန်တမန်ရေးရနဲ့ဖြစ်ရှင်းတာကိုသဘောမကျခဲ့ပေမဲ့ဒီဘုကျုံစတอรี่ကတော့သူ့ရဲ့အတွေ့အကြုံတွေကိုအရှိခံပြီးတော့မှတန်တမန်ရေးရနဲ့ညှိနှိုင်းအပြေရှာတာကိုလည်းသဘောကျလက်ခံခဲ့တဲ့သူတယောက်ဖြစ်ပါတယ်ဒါပေမဲ့1980ခုနှစ်မှာအယ်လန်ဘတ်တယ်ပေါ့နော်ဒီဝင်းဟင်ကုန်းမြေတိုက်ခိုက်ရေးနေပြူဟာကိုအမေရိကန်စစ်တပ်ထဲမှာအဓိကနေပြူဟာအဖြစ်အသုံးပြုခဲ့ကြပါတယ်အယ်လန်ဘတ်တယ်တိုက်ခိုက်ရေးနေပြူဟာက အင်မတန်ဆန်တိကောင်းမွန်တယ်ဆိုပေမဲ့ဒီထိတ်တန့်ဗိုလ်ချုပ်ကြီးတချို့ရဲ့ဝေဖန်အပြစ်ပြောမှုကိုတော့ခံခဲ့ရပါတယ်။ဒါပေမဲ့1980တခုနှစ်ပင်လေဂွေတိုက်ပွဲမှာတော့ American စစ်တပ်ရဲ့အာဏာချက်တွေကိုမြင်တွေ့ရတဲ့အခါမှာအဲ့ဒီဝေဖန်သံတွေကတိတ်ဆိတ်သွားခဲ့ပါတယ်။ American တွေရဲ့စစ်ရေးဗျူဟာကိုရှေမုံတိုက်ခိုက်ဖို့ဒီခက်ခဲရတဲ့အဓိကအကြောင်းရင်းက American စစ်သားတွေဟာသူတို့ရဲ့စစ်ရေးနည်းဗျူဟာတွေအတိုင်းတတ်သမတ်တိမလိုက်နာတာဒါမှမဟုတ် စီးရီးဗျူဟာတွေကိုလုံးဝမလိုက်နာတာဖြစ်ပါတယ်ဆိုပြီးတော့မှရုရှားစာတမ်းတစ်စောင်မှဖော်ပြခဲ့ပြူပါတယ်အမေရိကန်တွေဟာလွတ်လွတ်တဲ့စီးရီးမူဝါဒတွေထားရှိတဲ့အတွက်စစ်မြေပြင်အတွင်းမှာအရှင်းအနေပေါ်မူတည်ပြီးတော့မှစစ်ဆင်ရေးတွေပြောင်းလဲလှုပ်ဆောင်နေရှိတယ်လို့ဆိုလိုတာပါတချို့သောနိုင်ငံတွေမှာစစ်တပ်အကြီးအကဲကနေညွန်ကြားတဲ့အမိန်အတိုင်းလက်အောက်ငယ်သားတွေကတသွေမတိန်လိုင်းနာဆောင်ရွက်ရပေမဲ့အမေရိကန်မှာကတော့စစ်ပွဲအရှင်းအနေပေါ်မူတည်ပြီးတော့မှကိုပိုင်ဆုံးဖြတ်ခွင့်တွေနဲ့အတူ စစ်ပွေးကိုတိုက်ခိုက်လေးရှိပါတယ်။ပြောင်းလဲတဲ့စစ်ပွေးသဘောတဘာဝတွေကိုနေစဉ်ဖြစ်ရှင်းနိုင်တဲ့ American စစ်တပ်ကစစ်ပွေးအတွင်းအားသာမှုတွေရှိပါတယ်ဆိုပြီးတော့မှဂျာမန်အရာရှိတယောက်ကမှတ်ချက်ပြုခဲ့မှုပါတယ်။နောက်တစ်စစ်တစ်ခုနဲ့နောက်ပိုင်းမှာ American စစ်တပ်အတွင်းတိုက်ခိုက်ရေးနည်းပြဟာအတစ်ကိုပြောင်းလဲအသုံးပြုခဲ့ပါတယ်။အဲ့ဒီနည်းပြဟာကနှစ်ပေါင်း30အတွင်းအသုံးပြုခဲ့တဲ့နီလန်းတွေနဲ့မတူပဲလုံဝကွေထွက်နေပါတယ် Push Patron Operation ကအရင်နီလန်းတွေနဲ့မတူပဲ ပုံကံမှုတွေကိုတင်ပြန်တိုက်ခိုက်ဖို့အာယုံစိုက်တဲ့နိဗျူဟာဖြစ်ပါတယ်။အဲ့ဒီနိဗျူဟာကို BNN စစ်ပွဲမှာအတွေ့အကြုံရှိတဲ့ဗိုလ်ချုပ်ကြီး Eris Shensky ကဥဆောင်ခဲ့တာပါ။အရင်လိုကြီးမားတဲ့တပ်ဖွဲ့တွေနဲ့တိုက်ခိုက်တာမျိုးမဟုတ်တော့ပဲ။တပ်ဖွဲ့လေးတွေကိုအစိုက်အပိုင်းအသေးလေးတွေအနေနဲ့ခွေးရှားလိုက်ပြီးတော့မှစီမံခန့်ခွဲမှုတာဝန်အသုံးချဝင်ပေးလိုက်တာဖြစ်ပါတယ်။အဲ့ဒီတပ်ဖွဲ့လေးတွေဟာပေါ်ပါပြီးတော့မှဒီပြောင်းရွှေ့ရလွယ်ကူတဲ့ striker တန်ချက်ကမော်တော်ယာဉ်တွေနဲ့အတူ တိုက်ခိုက်ရေးတွေကိုဆောင်ရွက်ရပါတယ်။ကြီးမားတဲ့တပ်ဖွဲ့ကြီးကိုတပ်ဖွဲ့ငွေ၃စက်တဖွဲ့အနေနဲ့ပိုင်ရှားလိုက်ပြီးတော့မှတနည်းပတ်လုံးတီးခြားလွယ်လွယ်စွာလှုပ်ရှားခွင့်ပေးအပ်လိုက်ပါတယ်။အဲ့ဒီအချိန်တုန်းကအမေရိကန်စစ်တပ်နဲ့အပြိုင်အင်အားကြီးစစ်တပ်တွေမရှိတော့ဘူးလို့ယူဆခဲ့တဲ့အတွက်တပ်ဖွဲ့ငွေ၄တွေနဲ့ဒီစစ်စင်ရေးဆောင်ရွက်တာတွေရှိလာခဲ့ပါတယ်။အခုကျွန်တော်ပြထားတဲ့မြေပုံကိုကြည့်မယ်ဆိုရင်အီရန်နိုင်ငံမှာစစ်စင်ရေးဆောင်ရွက်ခဲ့တဲ့စစ်ရေးနည်းပြဟာကိုမြင်တွေ့ရမှာပါ။ အီရန်နိုင်ငံကိုအပိုင်းငယ်တွေအဖြစ်ပိုင်ရှားထားပြီးတော့မှနေရာဒေသတစ်ခုမှာတပ်ဖွဲ့ဝင်၄တောင်လောက်ပါဝင်တဲ့အဖွဲ့တစ်ခုစီကိုတာဝန်ပေးအပ်လိုက်ပါတယ်။ရှစ်ခေတုန်းကတပ်ဖွဲ့ပုံစံတွေနဲ့မတူတော့ပဲ။အဲ့ဒီတပ်ဖွဲ့ဝင်တွေဟာသူတို့နေပေမှာ ဖြစ်ပျက်တဲ့ပြဿနာတွေကိုသာတာဝန်ယူဖြေရှင်းရမှာဖြစ်ပြီးတော့မှဒီအရှားမှာဖြစ်ပျက်တဲ့ပြဿနာတွေကိုတော်ရောက်ဖြေရှင်းပေးเสียမလိုပါဘူး။အဲ့ဒီဒေသမှာတာဝန်ကြားနေတဲ့သူတွေကသာတာဝန်ယူဖြေရှင်းရမှာဖြစ်ပါတယ်။ 1969ခုနှစ်နဲ့2000ခုနှစ်ကြားဒီ American စစ်သားအရေးအတွက်သုံးတော့သမားငါးသန်းလောက်ရှိခဲ့ပေမဲ့ဒီတဖြည်းဖြည်းရှော့ရှားလိုက်တာကဒီကနေ့ခေတ်မှာဆိုလို့ရှိရင်တိသသမား3သန်းလောက်သာရှိပါတော့တယ်စစ်သားဥယျာဉ်ရှော့ရှားလိုက်တဲ့အတွက်ဒီအခုနေပြူဟာအတိတ်ကပို့ပြီးတော့မှကိုင်းညီမှုရှိပါတယ် Full Spectrum Operation နေပြူဟာအတိတ်မှာတော့လေကြောင်းတိုက်ခိုက်ရေးတွေကိုသိပြီးတော့မှတွင်တွင်ကြည်ကြည်အသုံးမပြုတော့ပဲမြေပြင်တိုက်ခိုက်ရေးကိုသာအပြုထားတာကိုတွေ့ရပါတယ် ဒီဂရီ2000ခုနှစ်တွေကစလို့အမေရိကန်စစ်တပ်ဟာလေကြောင်းတိုက်ခိုက်ရေးကိုရှော့ရှာမှုတွေပြုလုပ်လာပါတယ်။အဗန်ဂျာလေကြောင်းတိုက်ခိုက်ရေးနဲ့ကာကွယ်ရေးစနစ်ပေါင်း1100တိဆောက်ခဲ့ပေမဲ့ယူနစ်400လောက်ကိုသာလက်တွေ့မှာအသုံးချခဲ့ပါတယ်။အမေရိကန်ရဲ့ပြောင်းလဲပြင်ဆင်မှုတွေကိုလည်းဒီတင်ပြန်ဖို့အတွက်တရုတ်ရုရှားမြောက်ကိုရီးယားနဲ့အီရန်နိုင်ငံတို့ကတည်တည်ရှာရှာစောင့်ကြည့်လေ့လာနေကြပါတယ်။ပြောင်းလဲမှုတွေကိုလေ့လာပြီးတဲ့နောက်မှာတင်ပြန်ဖို့အတွက်ဆောင်ရွက်ပါတော့တယ်။ အဓိကအဖြစ်တော့ဒီနေဆက်ဒေတာနာကိုရန်သူစစ်တပ်ရောက်မလာရေးကိုသူတို့အလေးထားဆောင်ရွက်ခဲ့ပါတယ်။အဲ့ဒီနိုင်ငံတွေဟာတာဝေးပြည်ဒုံးကျည်တွေကိုမိခိုးအားကိုးပြီးတော့မှ American စစ်တပ်တွေသူတို့နိုင်ငံရဲ့အနီးအနားကိုရောက်မလာအောင်တာစီကပ်ပေးထားပါတယ်။ဒါကြောင့် American ရဲ့တပ်တွေကသူတို့ရဲ့အရေးကြီးတဲ့နေနမိတ်တွေနားမှာလွတ်လပ်စွာလှုပ်ရှားမှုတွေပြုလုပ်လို့ရမှာမဟုတ်တော့ပါဘူး။အရင်တော့အရှင်ကာလာတွေက American စစ်တပ်အတွက်ချိန်ချောက်မှုတွေအများကြီးမရှိခဲ့ပါဘူး။ဒါပေမဲ့ American စစ်တပ်က 2000ခုနှစ်ကနေ2009ခုနှစ်အတွင်းအနာဂတ်တိုက်ခိုက်ရေးစနစ်အတွက်ပြောင်းလဲပြင်ဆင်မှုတွေပြုလုပ်ဖို့ဆောင်ရွက်ခဲ့ပါတယ်။ဒုံးကျည်ပြည်လွှဲရေးအစ်စ်တွေမြေပြင်သုံးစက်ပစ္စည်းအစ်စ်တွေလေရင်အစ်စ်တွေတီထွင်ထုတ်လုပ်ခဲ့တဲ့ဆိုပေမဲ့တိတ်ပြီးတော့မှအရာမမြောက်ခဲ့ဘူးလို့ပြောရမှာပါ။ BNS ပွဲအတွင်းမှာအမေရိကန်တွေတိုးတက်မှုမဖြစ်ထွန်းခဲ့သလို2000ခုနှစ်နောက်ပိုင်းတွေမှာလည်းတိုးတက်မှုကနှေးကွေးခဲ့ပါတယ်။အဲ့ဒါကြောင့်2015ခုနှစ်နောက်ပိုင်းမှာ အမေရိကန်စစ်တပ်ကလေးလေးနက်နက်ဆောင်ရွက်လာခဲ့ပါတယ်။စေဦးစီးချုပ်ဗိုလ်ချုပ်ကြီးဒီမတ်မီလီကထရာဒိုနီဗျူဟာတွေနဲ့မတူညီတဲ့ Army Future Command AFC လို့ခေါ်တဲ့အဖွဲ့အစ်တကိုတည်ထောင်ခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးမိုင်လီကဒီပနာမာ၊ Iraq ၊ Afghanistan စစ်ပွဲတွေမှာအတွေ့အကြုံရှိခဲ့တဲ့စစ်တီတူဖြစ်ပါတယ်။ထရာဒိုရဲ့ယူဆချက်ကတော့ဗဟိုထိန်းချုပ်မှုစနစ်တွေအများအပြားတည်ရောက်နေတယ်လို့ထင်မြင်ခဲ့တဲ့အတွက်ဒီအဖွဲ့အစ်တ AFC ကိုတည်ထောင်ခဲ့တာပါ AFC အဖွဲ့အစည်းအသစ်က American စစ်တပ်ကို ထိထိရောက်ရောက်ခင်မီ တိုတက်အောင်လှုပ်ဆောင်နေတယ်လို့ဆိုပါတယ်တပ်သားတွေကိုလည်းခင်မီဆက်ကရီယာတွေနဲ့ဖြစ်တင်းပေးထားပြီးတော့ရန်သူကိုတိုက်ခိုက်အနိုင်ယူဖို့လွယ်ကူတယ်လို့ဆိုထားပါတယ်တက္ကသိုလ်ပြည်နယ် Austin ဒေသမှာစစ်တီအရာရှိပေါင်း3,000ကအမေရိကန်စစ်တပ်အတွက် အနာဂတ်စစ်ပွဲတွေပြင်ဆင်ဖို့ဆောင်ရွက်နေပါတယ်။ဒီအစေးတိုက်ပွဲပြီးတော့ကလေးကအမေရိကန်စစ်တပ်ဟာ အမျိုးမျိုးသောပြဿနာတွေကိုရင်ဆိုင်နေရပြီးတော့မှကြီးမားတဲ့ပြောင်းလဲမှုတွေကိုလည်းဖျက်ဆီးခဲ့ရပါတယ်။အမေရိကန်လွှတ်တော်ကလည်းစီးရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ဒေါ်လာ30ဘီလီယံငွေအသုံးပြုခွင့်ပေးခဲ့ပါတယ်။အီရန်နဲ့အာဖဂန်နစ္စတန်မှာနှစ်ပေါင်း20ကျော်တိုက်ပွဲတွေပြုလုပ်ပြီးတဲ့နောက်ထွက်ခွာလာခဲ့ပါပြီ။အမေရိကန်စစ်တပ်ကအဲ့ဒီပဒီပခါတွေကိုရှောင်ထွက်လာပြီးတော့မှလက်ရှိပြဿနာကိုအာရုံဆိုင်နေပါပြီဆိုပြီးတော့2020ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့မှာထုတ်ပြန်ကြေညာတဲ့စာတမ်းတစ်စောင်မှာတွေ့ရှိရပါတယ် အမေရိကန်ကလေကြောင်းကောက်ွေရဲ့ယာဒူးအစ်တွေကိုပေးအပ်မှာဖြစ်ပြီးတော့အခြားသောယာဒူးတွေကိုအနာပေးတော့မှာဖြစ်ပါတယ်။ဒီစစ်ဝင်တဲ့2400ကနေ3200အထိအနာပေးတော့ဖို့ရှိပါတယ်။လှုပ်ရှားမှုတိတ်မရှိတော့တဲ့အထူးတပ်ဖွဲ့ယာဒူး9000ကိုလည်းအနာပေးတော့မှာပါ။ Striker တန်ချက်ကယူနစ်အရှုအပါအဝင်တမျိုးကြတပ်ဖွဲ့တွေလည်းအနာပေးခံရတာမျိုးတွေရင်ဆိုင်ရမှာပါ။စနစ်တစ်ခုကိုဖျက်သိမ်းပြီးတော့မှတခြားစနစ်တစ်ခုအစားတော့ဖို့ဆိုတာကမလွယ်ကူပါဘူး။ 1939ခုနှစ်မှာဂျာမန်တပ်တွေကပိုလန်နိုင်ငံကိုကျူးကျော်ဝင်ရောက်လာခဲ့ပါတယ်။ American စစ်တပ်ကဒီသူတို့အရင်အုံပြုနေတဲ့မြင်းတပ်ဖွဲ့နေရာမှာတန်ချက်ခါတပ်ဖွဲ့ကိုလုံးဝအစာထိုးအုံချခြင်းခဲ့ပါတယ်။အဲ့ဒီအဆိုကိုမြင်းတပ်ဗိုလ်ချုပ်ကြီးကလုံးဝသဘောမတူနိုင်ဘူးလို့ပြောခဲ့တယ်ဆိုပြီးတော့မှရေးသားထားတာမျိုးတွေလည်းရှိပါတယ်။တကယ်ပြောခဲ့သလားမပြောခဲ့ဘူးလားဆိုတာကတော့တိကျတဲ့ထောက်ထားတွေမရှိပါဘူး။တိကျသလားမတိကျဘူးလားဆိုတာထဲအပြောင်းလဲတွေကိုညှဉ်းဆန်တတ်တာကလူတစ်ပါးပေါ်ဖြစ်ပါတယ် အခုခေတ်ဒီ American စစ်တပ်အာယုံဆိုင်နေတဲ့နေပြည်တော်အတစ်က Multi-domain operation နေပြည်တော်ဖြစ်ပါတယ်။နေပြည်တော်အတစ်ကနေရာအမျိုးမျိုးကိုတပြိုင်တည်းတိုက်ခိုက်တာဖြစ်တဲ့အတွက်အရှိကံအဆောင်ဝင်တွေကိုလည်းထိခိုက်ပျက်စီးမှုတွေရှိလာနိုင်ပါတယ်။ဥပမာအနေနဲ့ယထာလန်းတွေရေစိပ်တွေလမ်းမကြီးတွေကိုထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ American စစ်တပ်က Multi-domain unit ၅ခုကိုတိစောက်နေပါတယ်။၃ခုကိုပစိဖိတ်ဒေသအတွင်းမှာထားရှိမှာဖြစ်ပြီးတော့ နောက်ထပ်တစ်ခုကိုတော့ဥရောပနဲ့အာဖရိကအတွက်ထားရှိမှာဖြစ်ပါတယ်။နောက်ဆုံးကြံတဲ့တစ်ခုကိုတော့အမေရိကန်နိုင်ငံမှာ ထားရှိမှာဖြစ်ပြီးတော့ရုံကျုံအနေနဲ့ဆောင်ရွက်ပါလိမ့်မယ်။တက်ခွေးတစ်ခုမှာတက်သားဥရဲ့၄000ထားရှိပြီးတော့ရှေးတန်းကတက်မကြီးမှာစစ်သားဥရဲ့2000အထိထားရှိပြီးစစ်စင်ရေးဆောင်ရွက်မှာပါ။အမေရိကန်စစ်တပ်ကဂျန်ပန်းနိုင်ငံတွေရဲ့ဒီနေဆက်ဒေတာနာကိုအမေရိကန်စစ်တပ်ရောက်မလာရေးနှိပ်ယူဟာတွေကိုဆန့်ကျင်ဖို့အတွက်နှိပ်ယူဟာအစ်စ်တွေ ရှားမှတ်လာတယ်လို့ဆိုရမှာပါအရင်တော့ကဒီထူးခြားကောင်းမွန်တဲ့လက်နက်စနစ်၅မျိုးပေါ့နော်ဒီတနည်းအားဖြင့် B5 weapon system ကိုအသုံးပြုခဲ့ပြီမြင်တင်ပြနည်းပြဟာတွေကိုအသုံးပြုရမယ့်အရှင်ဖြစ်တဲ့အတွက် B7 weapon system အနေနဲ့နောက်ထပ်ဒီ Tetto စနစ်အစ်တစ်ခုကို ဖြစ်တင်ရမှာဖြစ်ပါတယ်နောက်ထပ်လက်နက်အစ်တစ်ခုကတော့ SM6 ဒုံးကျည်တွေကိုပြစ်လွှတ်နိုင်တဲ့တိုင်ဖွန်းလောင်စာဖြစ်ပါတယ်အဲ့ဒီလောင်စာကမိုင်ပေါင်းဒီ1800 km အပြင်2800လောက် အထီးတီပြစ်ခတ်နိုင်ဆုံးရှိပါတယ်အဲ့ဒီလောင်ရှားဆိုလို့ရှိရင်ရုရှားနိုင်ငံထုတ်အက်စကန်ဒါလောင်ရှားနဲ့တရုတ်နိုင်ငံထုတ်ဒီဒေါဖန်လောင်ရှားတို့နဲ့သဘောတရားချင်းတူပါတယ်အမေရိကန်နိုင်ငံထုတ်တိုင်ဖွန်ဒုံးကျည်စနစ်တခုမှာလောင်ရှားသုံးခုပါဝင်ပြီးတော့မှထိန်းချုပ်ရေးစင်တာတခုပါဝင်ပါတယ်မာတီဒိုမင်းတပ်ဖွဲ့တခုစီကိုတိုင်ဖွန်ဒုံးကျည်စနစ်တခုတက်ဆင်ပေးလိုက်ပါတယ်နေပြူဟာအစ်တကတော့ရန်သူနဲ့ဝေဝေက နေဖို့ဖြစ်ပါတယ်ရန်သူရဲ့တိုက်ခိုက်မှုနဲ့ဝေးတဲ့နေရာမှာထားပြီးတော့မှ ိုင်ဖွန်းဒုံးကျင်စနစ်ကိုကာကွယ်ထားပါတယ်။လုံခြုံတဲ့အကော်အဝေးမှာနေပြီးတော့ရန်သူရဲ့အဓိကပိုင်ဆိုင်မှုတွေဖြစ်တဲ့ထင်းချုပ်ရစ်စခန်းလေယံကွင်းတံတားနဲ့ဒီအရှိကအဆောင်တွေကိုပြစ်ခတ်တိုက်ခိုက်ဖို့ရည်ရွယ်ထားတာပါ။နောက်ထပ်တီထွင်ထုတ်လုပ်နေတဲ့ဒီလောင်ချာကတော့ Dark Eagle လို့အမည်ရပြီးတော့မှတာဝဲပြေး Hypersonic ဒုံးကျင်ဖြစ်ပါတယ်။ကီလိုမီတာ3000လောက်အထိအကော်အဝေးရောက်နိုင်တဲ့အဲ့ဒီဒုံးကျင်အစ်စ်က2025ခုနှစ်မှာတည်ဆောက်ပြီးစပါလိမ့်မယ်။ ဥပမာအနေနဲ့ဒီနယူးယောက်မြို့ကနေမိုင်ယာမီမြို့အထိဒါမှမဟုတ်ပဲရစ်ကနေမော်စကိုမြို့အထိရောက်နိုင်တဲ့အကော်အဝေးဖြစ်ပါတယ်။အတန်တန်း၅စားမြင်ပြီးတော့မှတဒါယီကို3800မိုင်အထိခရီးရောက်နိုင်ပါတယ်။လေကြောင်းကောက်ကွေးစနစ်တွေကိုလည်းကြော်လောနိုင်စွမ်းရှိပါတယ်။အဲ့ဒီစနစ်မှာတော့ဒုံးကျည်နှစ်ခုသာပါဝင်ပါတယ်။ဒုံးကျည်တစ်ခုကိုတော့ American Dollar ၄စေးတန်းတန်ကျေးရှိပါတယ်။ဒီပုံမှာ Multi Domain တက်ဖွဲ့စုစည်းမှုကိုကျွန်တော်ပြထားပါတယ်။ ဒီပုံမှာတော့ Marty Domain တပ်ဖွဲ့စုစည်းမှုကို ပြသထားပါတယ်။ Marty Domain ယူနစ်မှာလေကြောင်းရဲကာကွယ်ရေးတပ်ရင်းယူဟာမြောက်ပြစ်ခဲရေးအဖွဲ့ HIMARS နဲ့တာရိုပြစ်ဒုံးကျစ်စနစ်တာဝဲပြစ်ဒုံးကျစ်စနစ်တွေပါဝင်ပါတယ်။အရင်ကာကွယ်ရေးစနစ်တွေနဲ့လုံးဝမတူတော့တာကိုတွေ့ရမှာပါ။ရှေ့ဆက်တက်တွေနဲ့တင်ကားတွေဟာရှေ့တန်းမှာရှိနေပြီးတော့မှဒီသူတို့ရဲ့အဓိကလုပ်ငန်းတာဝန်ကတာဝဲပြစ်ဒုံးကျစ်တိုက်ခိုက်မှုတွေအတွက်ပြစ်မှတ်တွေကိုညွန်ပြဖို့ဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့အစည်းမှာတာဝေးပြစ်လက်နက်ကင်အဖွဲ့လို့တခြားသောဒီကောက်ခွေရေးတပ်ဖွဲ့တွေလည်းပါဝင်ထားပါတယ်အမေရိကန်စစ်တပ်အနေနဲ့လေကြောင်းရဲ့ကောက်ခွေရေးစနစ်မှာအာဏာချက်တွေရှိနေတဲ့အကြောင်း2014ခုနှစ်ကတည်းကသဘောပေါက်ခဲ့တာပါအခုခေတ်မှာတော့မာတီဒိုမင်းတပ်ဖွဲ့တွေအတွက်လေကြောင်းရဲ့ကောက်ခွေရေးကအဓိက အရေးကြီးတဲ့ကဏ္ဍတရဖြစ်လာပါတယ်ယူကရိန်းစစ်ပွဲမှာလေကြောင်းရဲ့ကောက်ခွေရေးမရှိတဲ့နေရာတွေအလျင်အမြင်ဖျက်ဆီးနိုင်ခဲ့တာကိုလက်တွေ့တက်တည်ပြခဲ့ပြီလည်းဖြစ်ပါတယ် အခက်အခဲတွေကိုရင်ဆိုင်ဖို့အတွက် American စစ်တပ်ဟာ Ensorred Unit 6ခုတစ်ခုထိသွင်းဖို့လှုပ်ဆောင်နေပါတယ်။အဲ့ဒီစနစ်မှာတွင်းစဉ်တပ်ဖွဲ့ဝင်8500နဲ့လေပတ်မှဖြစ်ပြီးတော့မှမောင်းသူမေးလေရင်တွေလေချောင်းရံကောက်ကွေရေးစနစ်တွေပါဝင်လာပါလိမ့်မယ်။1953ခုနှစ်ကနေ2004ခုနှစ်အတွင်းရန်သူရဲ့လေချောင်းတိုက်ခိုက်မှုကြောင့်တေဆုံးသူမရှိခဲ့ဘူးဆိုပြီးတော့မှ American leader ကဂုံယူဝင်ကြောစောပြောလို့ရှိပါတယ်။ဒါပေမဲ့ Jordan မှာလေချောင်းတိုက်ခိုက်မှု ဖြစ်ပေါ်ပြီးတော့မှ အမေရိကန်တပ်သား3ဦးသေဆုံးခဲ့ပြီးတဲ့နောက်ကြော်လို့မထုံနိုင်တော့ပါဘူးအဲ့ဒီအခက်အခဲတွေကိုဖြေရှင်းဖို့အတွက် M storage unit 144ခုထပ်ပို့ပြီးတော့မှဒီထစ်သွင်းပေးထားတဲ့တန်ရင်6ခုကိုတိစောက်ဖို့လှုပ်ဆောင်နေပါတယ်အဲ့ဒီအတွက်အမေရိကန်ဒေါ်လာ60နဲ့9တန်းလောက်တုံ့ဆွေးမိလို့လည်းသိရပါတယ် striker ရင်တွေကိုအဆင်းမြင့်တင်ပြီးတော့မှလေကြောင်းရဲ့ကောက်ွေရေးပါအသုံးပြုဖို့လှုပ်ဆောင်နေပါတယ်ကနဦးလှုပ်ဆောင်တာကတင်ကားတွေကိုတိုက်ခိုက်ဖို့အတွက် AGM ဒုံးကျည်တွေကိုတက်ဆင်ဖို့ဆုံးဖြတ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့တာတိုပြည့်ဒုံးကျည်ရှိခုကိုတက်ဆင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီတာတိုပြည့်ဒုံးကျည်တွေက9မိုင်အထိရောက်နိုင်တဲ့ FIM 92ဒုံးကျည်အမျိုးအစားတွေဖြစ်ပြီးတော့မှခေါင်းငယ်ကပြန်တန်းလာတဲ့ဒရုန်းတွေကိုတိုက်ခိုက်ဖို့ရည်ရွယ်ထားပါတယ်။နောက်ထပ်ဒီ30မီလီမီတာအမြောက်အမျိုးအစားဖြစ်တဲ့ SM914 ကိုလည်းတက်ဆင်ထားတဲ့အတွက်အရင်ပြင်ပြန်တိုက်ခိုက်ရေးဗက်ရှင်တွေထက်အများကြီးတာလွန်တော်ပြီဖြစ်ပါတယ်။ FPV ဒရုန်းတွေကို30မီလီမီတာအမြောက်ကအသာလေးပစ်ခတ်နိုင်စွမ်းရှိပါတယ်။ ကောက်ကွေရေးအနေနဲ့ပက်ထရောကောက်ကွေရေးစနစ်အပြင် test launcher တွေတက်ဆင်ထားတဲ့အတွက်160ကီလိုမီတာနဲ့200ကီလိုမီတာကောက်ကွေနိုင်စွမ်းဆိုပြီးအမျိုးမျိုးရှိပါတယ်။အဲ့ဒီစနစ်တွေကရန်သူဒုံးကျည်တွေကိုပစ်ရှားနိုင်စွမ်းရှိပါတယ်။ radar စနစ်ကအထူးကောင်းမွန်ပြီးတော့မှပြစ်ခတ်တက်ခိုက်ရမယ့်ဒီရန်သူစစ်လက်နက်ပစ္စည်းတွေရဲ့တည်နေရာကိုမှန်မှန်ကန်ကန်ကြောပြနိုင်ပါတယ်။အဲ့ဒီလိုနီလန်နဲ့ဒေါ်လာ150တန်ကျေးရှိတဲ့30မီလီမီတာအမြောက်ကြေးတွေအသုံးပြုပြီးတော့မှ ရန်သူရဲ့ဒေါ်လာ900တဲ့ drone တွေကိုတိုက်ခိုက်ဖျက်ဆီးနိုင်မှာပါဒီ increment 2စနစ်ကတော့ဒေါ်လာ88သန်းကုန်ကြမှာဖြစ်ပြီးဒီ90ကီလိုဝက်သုံးလေစာပြီးလို့ရှိရင်ဒီ microwave လက်နက်တွေပါဝင်မှာဖြစ်ပြီးတော့မှ drone တွေကိုဖျက်ဆီးနိုင်ကြောင်းရှိပါတယ်နောက်ထပ်တကယ်အရေးကြီးတဲ့အယူအဆက Grand Forcible Entry လို့ခေါ်တဲ့မတူညီတဲ့အင်အားစုတွေပေါက်ဆက်အုံပြတဲ့နေပြူဟာဖြစ်ပါတယ်အဲ့ဒီနေပြူဟာကရန်သူသိမ့်ပိုက်ထားတဲ့လေကြောင်းပိုင်နဲ့တွေနဲ့ကန်းကျင်စစ်ကန်းတွေကိုပူပေါင်းတိုက်ခိုက်တာပါ စစ်ကူပေးပို့တဲ့အခါမှာအရှင်ကြာမြင့်တာကဒီ American စစ်တပ်ရဲ့အာဏာချက်တခုဖြစ်တယ်ဆိုတာကိုရန်သူတွေကသိရှိထားပါတယ်။အဲ့ဒီအချက်ကိုဖြစ်ရှင်းဖို့အတွက် American စစ်တပ်ကပေါ်ပါတဲ့ M10 တင်္ကားအမျိုးအစားအစ်စ်ကိုတီထွင် ထုတ်လုပ်လိုက်ပါတယ်။ရှင်းရှင်းတရင်ကိုထောက်ပံ့ပေးမဲ့တင်္ကားတွေသူတို့နဲ့အတူပါရှိလာပြီးတော့မှစစ်ရင်အားအထောက်အပံ့ကိုတိုးတက်စေလာပါတယ်။စစ်ပွဲတပွဲမှာအစီအစဉ်တွေကအသုံးမဝင်သွားတာမျိုးရှိပေမဲ့ကြိုတင်စီစဉ်ထားတာကတော့အကျိုးကျေးဇူးတွေပေးနိုင်ပါတယ်။ အစည်းအဝေးတွေအသုံးချထားပေမဲ့ဒီသုံးမရတော့တဲ့အခြေအနေမျိုးတွေကတော့ဖြစ်လေဖြစ်တာရှိပါတယ်။အမအယွန်းတွေကိုဆုံဖြတ်ပြီးတဲ့အခါမှာခေါင်းဆောင်ဆိုတာထက်ဒီလက်အောက်ငေသားတွေကသာဆုံရှုံနေတာမှုတွေကြုံတွေ့ရတာပါ။ဒါကြောင့်ခေါင်းဆောင်တွေကစီးရင်နိပြုဟာအသစ်ဆိုရင်ဆက်ရှင်လက်မခံပဲတေချာလေးလာဆောင်ကြည့်လေးရှိပါတယ်။မာတီဒိုမီတက်ဖွဲ့ဝင်တွေအတွက် Rapid တနက်တွေကစစ်သားတွေရဲ့အဓိကလက်နက်ဖြစ်လာပါတယ်။ SM7 နဲ့ SM250 Rapid တနက်တွေက အမေရိကန်စစ်တပ်ရဲ့အကြိုက်ဖြစ်လာခဲ့ပါတယ် SM7 rifle မှာအတုပြုတဲ့ကျေစံအစ်စ်ကအကော်အဝေးနှစ်ဆတော့နိုင်တဲ့အတွက်တိုက်ခိုက်ရေးမှာပို့ပြီးတော့ကောင်းမွန်စေပါတယ်အမေရိကန်စစ်တပ်မှာစစ်သားအင်အားတွေရှော့ရှားလာရမယ်အခြေအနေမျိုးတွေကြုံတွေ့ရနိုင်ပါတယ်အထူးသဖြင့်တော့ပစိဖိတ်ဒေသတွေမှာအင်အားရှော့ရှားရတာမျိုးတွေဖြစ်လာနိုင်ပါတယ်အင်အားရှော့ရှားမယ်ဆိုရင်လက်နက်အင်အားကိုတော့ရန်သူတပ်အများကြီးတာလွန်ကောင်းမွန်အောင်ပြုလုပ်ထားနိုင်မှာအောင်နိုင်မှုရရှိမယ်ဆိုပြီးတော့မှအမေရိကန်စစ်တပ်က ယုံကြည်ထားပါတယ်။ညီကောင်ချုပ်အနေနဲ့ပြောရမယ်ဆိုရင် American စစ်တပ်ကစစ်သားဥယျာဉ်ဆိုတာထက်လက်နက်အင်အားတလုံးကောင်းမွန်အောင်ဆောင်ရွက်နေတာကိုတွေ့ရပါတယ်။နောက်ပြီးတော့မှလက်နက်စနစ်၅မျိုးပေါ့နော်ဒီ V5 weapon system တွေမှာအထူးတကားပေါဝင်လာတဲ့စနစ်တွေကအများကြီးရှိလာပါတယ်။အဲ့ဒါတွေကတော့ M10 Booker, M1A3 Tank က Shorep လေကြောင်းကောက်ခွေရေးစနစ်ပြီးရင်တိုင်ဖုန်းဒုံးကျည်လောင်ရှား V280 တေယူပို့ဆောင်ရေးရဲ့ drone တေယူပို့ဆောင်ရေးစနစ်တဲ့စားတာတွေပေါဝင်ပြီးတော့မှ စုစုပေါင်းအမျိုးအစား30လောက်ကမာတီဒိုမင်းစနစ်ကြီးကိုထောက်ပံ့ပေးနေပါတယ်။အဲ့ဒီလိုမတူညီတဲ့တိုက်ခိုက်ရေးစနစ်တွေကိုစုပေါင်းပြီးတော့မှစစ်ဆင်ရေးဖော်ဆောင်တဲ့နှိပြူဟာကအနာဂတ်မှာလက်တွေ့ကျပြီးတော့မှအောင်မြင်မှုတွေရရှိမှာလားဆိုတာကိုတော့စောင့်ကြည့်ရမှာဖြစ်ပါကြောင်းတင်ဆက်ရင်းနဲ့ဒီနေ့ဗီဒီယိုလေးကနေနှုတ်ဆက်လိုက်ပါတယ်။ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှကျွန်တော်မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကို comment မှာမဖြစ်မနေရှာရေးပေးတော့ခဲ့ပါအောင်ခင်ဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်တစ်ပုဒ်မှာပြန်တွေ့ကြရအောင်ပါ။